အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ marketing အကြောင်းအနည်းငယ်ချင်းပြသွားမှာဖြစ်ပါပြီ marketing sorry ပါအပင်နည်းကုန်ပစ္စည်းသုံးဖို့ဝန်ဆောင်မှုတစ်ခုခုကိုတုံးဆွေးသူများထံသို့ချိတ်ဆက်ရန်အတွက်စီမံခန့်ခွဲချက်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်အဓိကအားဖြင့် marketing ကကျွန်တော်အနည်းငယ်ချင်းပြသွားမှာဖြစ်ပါသည်ပထမဆုံးတစ်ချက်အနေဖြင့် secret လိုအပ်ချက်များကိုနားလည်ခြင်းဒုတိယတစ်ချက်အနေဖြင့်ထုတ်ကုန်ဝယ်ဆောင်မှုတည်တွင်စံပြအောင်ဖန်တီးခြင်းတတိယတစ်ချက်အနေဖြင့်ဈေးကွက်ထည့်သို့ရောင်းချရဲ့ကြော်ညာများဖြန့်ဖြန့်ဝေခြင်းနောက်ဆုံးတစ်ချက်အနေဖြင့်သုံးဆသူများနဲ့ ဆက်ဆက်တည်ဆောက်ခြင်းလို့ဖြစ်ပါသည်ဒါအပြင် marketing မှာဖို့ပြီဆိုတဲ့အဓိကချက်ကလေးလေးပါဝင်ပါသည်ပထမဆုံးတစ်ချက်အနေဖြင့် products ထုတ်ကုန်ဖြစ်ပါသည်လူကြီးများတို့ရဲ့ထုတ်ကုန် design နဲ့ quality ကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုတည်ဆောက်မလဲဒုတိယတစ်ချက်အနေဖြင့် price ဈေးနှုန်းဖြစ်ပါသည်လူကြီးများတို့အနေဖြင့်မိမိတို့ရဲ့ complexity အားတမက်ဈေးနှုန်းဖြင့်ဘယ်လိုရောင်းမလဲတတိယတစ်ချက်အနေဖြင့် list အရောင်းနေရာဖြစ်ပါသည်လူကြီးများတို့ရဲ့ complexity ဘယ်လိုနေရာမှာဖြန့်ရှိမလဲ online store မဟုတ် delivery service ပေးပြီးတော့ဖြန့်ရှိမလား ောက်ဆုံးတစ်ချက်အနေဖြင့် promotion ကြော်ညာနည်းလမ်းလို့ဖြစ်ပါသည်လူကြီးများတို့ရဲ့ကွန်ပျက်စီအားဘလို့ဆွေးဆောင်မှုရှိအောင် social media ပေါ်မှာ devices ပေးပြီးတော့ဖြန့်ရှိမလဲဆိုတော့အချက်များဖြစ်ပါသည် marketing နဲ့ဆက်ဆက်နေတော့ဈေးမြည်တို့ရောင်းအမည်ဆိုတော့အချက်များအနည်းငယ်ချက်များပေးပါရစေပထမဆုံးတစ်ချက်အနေဖြင့်သုံးဆဲသူရဲ့ loyalty ချက်ကိုနားလည်ပါဥမာအပြင် customer ထံမှာလူကြီးများတို့ရဲ့ကွန်ပျက်စီအားအဘေကြောင့်ဝေရတဲ့နည်းဆိုတဲ့ message ကိုမေးပါဒုတိယတစ်ချက်အနေဖြင့်ထုတ်ကုန်ဝယ်ဆောင်မှုရဲ့အားသာချက်ကိုပြောပေးပါဥမာအပြင်လူကြီးများတို့ကွန်ပျက်စီအား အသုံးပြုမည်ဆိုလျင်ညီတို့အကျိုးရှိမည်ဖြစ်ကြောင်းမိမိတို့ရဲ့ protein ရဲ့မတူကွဲပြားမှုအားပြောပေပါဒါတိယတစ်ချက်အနေဖြင့်ယုံကြည်မှုတည်ဆောက်ပါဥမာအားဖြင့်လူကြီးများတို့ protein ရဲ့အားသာချက်များအားတက်တည်များဖြင့်ပြောပေးပါ customer များအားဆေးပြအောင်ပြောပေးပါစတုတ်တာတစ်ချက်နေပြဆွေးဆောင်မှုချီတော့ promotion ကိုတောင်းပါဥမာအားဖြင့်ဈေးမြည်သို့ချော်ရောက်မည်နီတက်မဲ့ထားတော့အချိန်အတွက်ဝေးမည်ဆိုပါက tag speed တွေပြုလုပ်တဲ့ပါဒီနောက်ဆုံးတစ်ချက်နေဖြင့်အဆက်မပြတ် follows အားတို့မဟုတ် check in ပြုလုပ်ခြင်းများပြုလုပ်ရပါမည်ဥမာအပြင်ဝေယူထားသော customer များထံမှ messenger တို့မဟုတ် email ဖုန်းကောများပြုလုပ်ပြီးအဆက်အသွယ်ပြုလုပ်ရမှာဖြစ်ပါသည်အထက်ဘက်ဒီဘက်အကြောင်းအရာများနဲ့ပတ်သက်ပြီး marketing နဲ့ဈေးမြေတို့ရောင်းရမည်နည်းဆိုသောအချက်များအားလူကြီးများတို့အနေဖြင့်နားလေသဘောပေါက်မည်လို့ထင်ပါသည်ကျွန်တော်ယခုတင်ဆက်လိုက်သော site ပြုဗီဒီယိုလေးများအားသဘောကျမည်ဆိုပါက like and share လုပ်သွားနိုင်ပါသည်အပတ်စဉ် site ပြု၏ဘူးတူတာနဲ့မတူကွဲပြားသောအပင်ရဲ့ဇီဝဖြစ်စဉ်များတင်ပြသွားမှာဖြစ်သွားကြောင်း subscribe လုပ်သွားဖို့လည်းမမေ့သွားကြပါနဲ့ဒီနေ့အဖို့